အားလုံးပဲမင်္ဂလာပါ Going Buyer YouTube Channel လေးရနေပြန်လဲကြိုဆိုလိုက်ပါတယ်ပြောမယ်ဆို ကျွန်တော်တို့ကမကြောက်ဘူးတဲ့အသင်ပဲကျွန်တော်တို့ဒါကျွန်တော်တို့ဆိုဒါပေါက်ဆာတွေပေါ့ကျွန်တော်ပေါက်ဆာကောင်းတွေတော့မကြောက်ဘူးတဲ့အသင်ဖြစ်တယ်အဲ့ဒါကြောင့်မို့ဘိုင်ယန်နဲ့ဒီအလန်စီးတီးနဲ့ရှင်မယ်ဆိုရင်ဘိုင်ယန်ရဲ့ first line နဲ့ပဲជីជី second line နဲ့ပဲជីជីဘိုင်ယန်အများကြီးတားတယ်အဲ့လိုအများကြီးတားတဲ့တင်းမှာပေးထားတဲ့ကျွန်တော်တို့ body ကြီးကလေးလုံးရှုံးပေးထားတယ်ငါးလုံးသွင်းမှကျွန်တော်တို့နိုင်မယ်ပြီးတော့လေ goal ball ကြီးကငါးလုံးသွင်းမှကျွန်တော်တို့တည်ရကြမယ်၆လုံးသွင်းမှနိုင်မယ်ဆိုဒီလိုပွဲမျိုးကတော့ point လင်းပြောရရင် rage ယူတာများတယ်သူတို့တွေဘလို့ပဲဖြစ်ဖြစ် one thing နဲ့ပြီးသွားလဲသူတို့တွေသုံးမရတာပဲဟုတ်တယ်နော်ကျွန်တော် one thing နဲ့ပြီးသွားလဲသူတို့သုံးမရတယ် two thing နဲ့ပြီးသွားလဲသုံးမရတယ်အဲ့တော့ကွင်းထဲမှာသူတို့ဘလို့ကံမလဲဆိုတာကိုလည်းကြိုတင်ပြီးတော့မသိနိုင်ဘူးနော်ကျွန်တော်တို့အခုလို့ပြောတယ်ဆိုတာကြေးရပဲကျွန်တော်တို့ပြောပြလို့ရကွင်းထဲမှာဘလို့အနေထားတွေဘလို့ကံသွားမလဲကျွန်တော်မသိနိုင်ဘူးအဲ့တော့ဒါမဲ့ခြေစွမ်းခြင်းမဲ့ရှင်ရှင် ဒီရှင်တော့ဘိုင်ယန်မြူနစ်ကတော့အများကြီးတာတာကျွန်တော်တို့မြင်ရတယ်အဲ့တော့ကြောင့်ပြီးတော့ကျွန်တော်တို့ဒီဂဲ့ကိုပွဲကြီးပွဲကောင်းနေလဲကျွန်တော်တို့မကြည့်ရတာလဲကြာပြီပြီးတော့လဲအချိန်အားဖြင့်ကြည့်မယ်ဆိုမြန်မာစံတော်ချိန်ည10:00နာရီခွဲမှာကစားမှာဆိုတော့ကျွန်တော်တို့တွေဘိုင်ယန်မြူနစ်အနေနဲ့ကငတ်နေတာလဲကြာပြီဖြစ်တဲ့အတွက်ကြောင့်မို့ဘိုင်ယန်မြူနစ်နဲ့အလန်စီးတီးမှာဆိုရင်တော့ဘိုင်ယန်မြူနစ်ဘော်ဒီကိုအကြိုက်တွေ့ပါတယ်ဗောနောဘိုင်ယန်ယူနစ်ဘော်ဒီကိုအကြိုက်တွေ့တယ်ဂိုးပေါင်းကိုကြည့်မယ်ဆိုရင်တော့ဂိုးပေါင်းတော့ကျွန်တော်ရှောင်ကျင်တယ် ဂိုးပေါင်းတော့အောက်လဲမနေရဲဘူးပေါ့နော်အဲ့တော့ body လေးပဲကြိုက်တယ်အဲ့တော့ queen ထဲမှာသူတို့ဘလို့ကံမလဲဘလို့ဟွာဖြစ်တယ်ဆိုတော့ကျွန်တော်တို့လည်းခံမှန်းလို့တော့မရဘူးအဲ့တော့ကြောင့်မလို့ဘလို့ပဲရှင်ပြအဆဆအရာရာတာနေတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်မလို့လူတိုင်းကတော့ Bayern Munich ကြိုက်တယ်အဲ့တော့ကြောင့်မလို့လောင်းမယ်ဆိုရင်တောင်မှ ကျွန်တော်တို့တွေကအဲ ဘောပွဲလေးကိုလည်းကြည့်မယ်ပြီးတော့လည်းလောင်းချစ်လေးနဲ့လောင်းအနည်းဆုံးပုံမှန်ဆော့တာထက်တော့နည်းနည်းလေးတော့ပပလေးပုတ်လိုက်ပေါ့ဗျာပုံမှန်3000ဆော့ရယ်ဆိုတော့1000လောက်ထည့်လောင်းပုံမှန်တသိန်းဆော့ရယ်ဆိုတော့3000လောက်လောင်းပေါ့အဲ့လောက်လောင်းပြီးတော့ဘိုင်ယန်မြူနစ်ဘော်ဒီကိုကျွန်တော်တို့လောင်းမယ်ပြီးတော့ကျွန်တော်တို့ဘိုင်ယန်မြူနစ်ဂိုးဘလောက်ထိတွင်းနိုင်လဲဆိုတာကျွန်တော်တို့စောင့်ကြည့်မယ်ဒါပဲဒါကတော့ပွင့်လင်းပြောရရင်အရန်ကြီး ဟိုခြေသွမ်းဒါကြတော့တစ်ပုံစံမျိုးတော့မဟုတ်ဘူးအရင်ခြေသွမ်းပိုင်းကလည်းအများကြီးကွာတယ်ဗျာအများကြီးအများကြီးပါဒီ LN CD ဆိုတာလည်းဒါအိမ်ဖြစ်အသင်းပုံစံမျိုးလိုပဲဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တွေပွဲကြည့်မယ်ဘလုံးပွဲကိုရသမြောက်ကိုကျွန်တော်ခန်းစားမယ်လောင်းကြီးလေးပပလေးပုတ်ပြီးတော့ကျွန်တော်တို့ကြည့်မယ်โอเคဒါကတော့ Bayern Munich ပွဲဒုတိယပွဲတော့ကျွန်တော်တို့ PSG နဲ့ Atletico Madrid ကိုကျွန်တော်ပြောပြမယ်။ Okay အဲ့တော့လက်ရှိအနေနဲ့ PSG ကအခုလက်ရှိပေးထားတဲ့အထဲမှာဆိုရင် level တရာပေးထားတဲ့ဂိုးပေါင်းကြီးလေးမှာ၃လုံးပေါင်း50ဆိုပြီးတော့ကျွန်တော်ပေးထားတာမြင်ရတယ်။အခုလက်ရှိ update ကြီးမှာဆို PSG ကအဲ1ပေါင်း60လောက်ပေါ့နော်1ပေါင်း60ဂိုးပေါင်းကြီးလေး၃လုံးပေါင်း50၃လုံးပေါင်း60ဆိုတော့ပုံမှန်လင်ပြောရရင်ဒီလိုကြီးမျိုးဒီလိုဖောက်ထားတယ်ဆိုတော့အောက်ကြီး body goal တွေကနှစ်ချောင်းနဲ့ကတော့တချောင်းတော့ဝင်มาဖြစ်တယ်အဲ့တော့ဝင်မယ်ဆိုတော့ လက်ရှိနေသားရဲ့ကြည့်မယ်ဆို PSG ကတော့အဲသူ့ရဲ့ပြင်သစ်လိမာလည်းဒါဖလားရလာတယ်ပြီးတော့ဒီချန်ပီယံလိဘောလူပွဲမှာလည်းအရန်ကောင်းပါတယ်ဆိုတော့နောက်တန်းအရန်ကောင်းပါဆိုတော့အင်တာကိုပြီးအင်တာကိုပေါ့နော်ဂိုးပြက်ချေပြက်အသာစီးနဲ့သူ့အနေနဲ့ကျိတ်ပြီးတော့ဒါဥရောပဒီချန်ပီယံလိဖလားကိုသူ့အနေနဲ့ထိုက်တဲ့နယ်ယူသွားတယ်အဲ့လိုကြောင့် PSG ကတော့လုံးဝ PSG ကြိုက်တဲ့ brother တွေတော့ကတော့တန်မြောက်ဝင်စီရတော့ဘာမှမရှိဘူးအဲတီကိုမက်ထရစ်ကိုကျွန်တော်ကြည့်မယ်ဆိုတီကိုမက်ထရစ်ကလည်းပြီးခဲ့တဲ့ရာသီမှာသူ့ရဲ့ အဆင့်300နဲ့ရက်တီးပြီးတော့အေးစစ်စစ်သူပြီးသွားတယ်ပေါ့နော်အဲပြီးသွားတယ်ဆိုတော့အဲ့တော့လောလောလတ်လတ်မှာ PSG ကစားသမားတွေမှာဒါတခြားဟို National League ပြိုင်ပွဲကမှာသွားကစားတဲ့ကစားသမားတွေရှိတယ် Vatinhar တို့ဒီ Dambili တို့အဲ့လိုပေါ့နော် National League မှာကစားလာတဲ့ကစားသမားတွေရှိတယ်အခုလက်ရှိ injury time မှာဆိုလဲဒါ Dambili တို့ တခြားပေါ့နော်ပြောမယ်ဆိုကြည်ရခံစားရတယ်ပြီးတော့ကျွန်တော်တီကိုမက်ထရစ်အနေနဲ့ကလောဆယ်မှာပွဲပန်းထားတဲ့တန်အောင်မခံစားရဘူးပြီးတော့သူတို့ရဲ့တွဲဆုံမှုပိုင်း head to head မှာကြည်လဲအပြန်လန်ဂိုးသွင်းလာတာမြင်ရတယ်2 1 2အရန်ခြေပြက်ဂိုးပြက်တော့တာထားတာတော့မရှိဘူးသို့တော့ကျွန်တော်တို့ပုံမှန်ပောက်ထားတဲ့ဂိုးပေါင်းကြီးက3.50 3.60ဆိုကျွန်တော်3လုံးသွင်းရင်ဒီလောက်ထိအပြန်လန်ဂိုးသွင်းလာတယ်အပြန်လန် BD ီရက်ရက်ဖြစ်နေရက်သားနဲ့ပေါ့နော်ဂိုးပေါင်းကြည့်လေက360ဆိုတော့350ဆိုတော့တသိန်းလောက်5000ရောက်မယ်ရမယ်အဖြစ်မျိုးကြီးရတော့တိတ်တော့ကျွန်တော်အနေနဲ့ဂိုးပေါင်းကြည့်လေတော့မကြိုက်ဘူးအဲ့တော့မကြိုက်တဲ့အတွက်ကြောင့်မလို့ဘာကိုပေးခြင်းလဲဆိုတော့ဒီတကောက် PSG နဲ့အဲတီကိုမက်ထရစ်ပွဲမှာတော့ကျွန်တော်ကတော့ဂိုးအောက်၄ပဲနေခြင်းနဲ့ဂိုးအောက်၄ပဲကျွန်တော်ကတော့စွန့်လာခြင်းနဲ့ပြီးတော့လေဒီအုပ်စုမှာဆိုလေကျွန်တော်ပြန်ကြည့်မယ်ဆိုရင်အုပ်စုမှာဆိုရင်ဒီ အဓိကရေပန်းစားတာ PSG နဲ့ဒီတီကိုမက်ထွက်ပဲအုပ်စုစင်းကိုတတ်သွားမှာဆိုသူတို့တွေအနည်းဆုံးတယောက်နဲ့တယောက်တရေတယောက်တိမက်စီခွဲယူပြီးတော့များကျန်တဲ့နှစ်သိန်းကိုတော့သူတို့တွေအကျိတ်နေကစားသွားမှာပေါ့နော်အဲ့ဒါပဲကျွန်တော်တို့စောက်ကြည့်ရမှာဖြစ်တယ်အဲ့တော့ကြောင့်မို့ဒီနေ့မှာကျွန်တော်ဗီဒီယိုလေးမှာတော့နှစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးလာတယ်ဘိုင်ယန်မြူနစ်ဘော်ဒီလေးနဲ့ PSG ဂိုးအောက်လေးပဲဖြစ်ပါတယ်အဲ့တော့ဒီလိုပွဲစဉ်မျိုးလေးတွေကိုကစားခြင်းနဲ့ လောင်းကျင်နေဆိုရင်ညီကိုတို့အနေနဲ့အပြင်တိုင်းကလည်းကြေးမဖွင့်ဘူးဆိုရင်ဒါကျွန်တော်စီမလာရောက်အောက်ဖွင့်ကစားလို့ရတယ်ဘောလုံးပွဲတွေလည်းဓာတ်ရိုက်လိုက်ကြည့်လို့ရသလို24နာရီကျွမ်းကျင်ဝန်ထမ်းတွေနဲ့ဒါအလုံးလုံးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ငွေကြေးပိုင်းမှာ100%ယုံကြည်စိတ်ချပါရယ်ပြီးတော့ joiner ဖို့လည်းကျွန်တော်အနေနဲ့ဖိတ်ခေါ်ချင်ပါတယ်ဘောနော်အဲ့တော့ညီကိုတို့အနေနဲ့ဒီလိုမျိုး တပွဲကောင်းလေးတွေကိုလိုချင်နေဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို Lion Squad လို့လုပ်ထားပေးပါဒီလက်ဆောင်မောင်းလေးတွေကိုလိုချင်နေဆိုရင်တော့ Telegram channel လေးကို join ပြီးပါလို့ပြောကြရင်းနဲ့ပဲကျွန်တော်ရဲ့ဒီ video လေးကိုဒီမှာပဲညီကုန်းချုပ်ကျင်ပါတယ်အားလုံးပဲ Sochi ဒီပေါက်နိုင်ငံရောက်ပါစေလုံးမလုံးနိုင်မဲ့၃နိုင်ဖြုံးနိုင်ကြပါစေเนาะအားလုံးပဲ collab ပါ collab ပါ